ဒါစီအဖန်ကအပြေးနာစီနေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်။ပရိသတ်များအားလုံးအတွက်မတ်တရားနေ့ဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပြရမှာဖြစ်ပါရဲ့ရှင်။ဒါစီပရိသတ်များရှင်မတ်တရားနေ့အစီအစဉ်ရဲ့ဝင်းနေဆူတောင်းအစီအစဉ်လေးကနေပြီးတော့ဒီနေ့ပထမအဦးဆုံးအနေနဲ့ဝင်းနေဆူတောင်းပေးရမယ့်ဝင်းနေရှင်ကတော့ ဗရောင်းမြို့မှာနေတဲ့မတ်ဖြူဖြူတင်ရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်။ဗရောင်းမြို့မှာနေတဲ့မတ်ဖြူဖြူတင်ရဲ့32နှစ်ပြည့်မွေးနေ့အတွက်ကိုတော့မတ်ချွတ်ချုံဝင်မတ်အီးခိုင်မတ်မိုးမမမေဆောင်နှင်းဆန်ရန်အောင်ဝင်မတ်ခင်မြဝင်မတ်စုနတီနဲ့ခိုင်ခိုင်ဝင်လှိုင်လှိုင်ဝင်နွယ်လင်းသူခေနန်းစင်ထွေမတ်အီးမျိုးတန်နေထူးတင်နေကြီးနွယ်နီလှိုင်နွယ်နီအောင်မတ်မယာတူလေးစမ်းပြည့်ဖြူအောင်မတ်အီးခိုင်မတ်ငိမ့်လေးမတ်ဤလေးမတ်နန်းဤဖြူမတ်လာမင်းငယ် မတ်မီလီနေမိုးပွင့်မတ်ပပဝင်ခင်မတ်အေးမြတ်မောမတ်နွမ်းတို့စီကိုတွင်တင်ဆန်မတ်ယူနနာကျော်ညီမလေးတူတူမတ်အေးမြင့်မောချစ်တူးမနီနီအေးဂျူဂျူမတ်မြင့်စုကိုကျော်စိုးလင်မတ်နီနီအေးမတ်ဖြူလီမတ်ဖြူနေမတ်ဖြူဖြူမတ်ထဝလာနွေမတ်ချော်ဤခိုင်မတ်နွယ်နေခိုင်မတ်စင်မဝင်းမတ်မျိုးတီရီနိုင်ကိုရအောင်ဝင်းနဲ့မငင်းဆွဲတို့ကနေပြီးတော့ပအဝင်စုတောင်းပေးလာပဲဖြစ်ပါရဲ့ရှင်။ ဟုတ်ကဲ့ပါရှင်ဒီနေ့အမတ်တရားနေ့အစီအစဉ်ရဲ့မွေးနေ့ဆုတောင်းအစီအစဉ်လေးမှာထပ်မံပြီးတော့ပောင်ဝင်ဆုတောင်းထားတဲ့မွေးနေ့ရှင်ကတော့မလေးရှားမှနေတဲ့ကိုရဲလင်းအောင်ရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်ကိုရဲလင်းအောင်ရဲ့အသက်32နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ရန်ကုန်မှာနေတဲ့တူတူလေးကနေပြီးတော့ပောင်ဝင်ဆုတောင်းပေးလာပဲဖြစ်ပါတယ်ရှင်မွေးနေ့ဆုတောင်းလေးနဲ့အတူစကားလက်ဆောင်လေးလည်းပါထားပါသေးတယ်စကားလက်ဆောင်လေးကတော့မွေးနေ့မှာပျော်ရွှင်ပါစေချီးရတဲ့သူနဲ့အမြတ်ဆုံးရွှေလက်တွဲနိုင်ပါစေဆိုပြီးတော့စကားလက်ဆောင်လေးပါထားပါပဲဖြစ်ပါတယ်ရှင် ဆက်လက်ပြီးတော့လေဒီနေ့အမှတ်တရနေ့စီစဉ်ရဲ့မွေးနေ့ဆုတောင်းစီစဉ်လေးမှာပင်တရမာနေရဲ့မတ်ဝဝေလင်းရဲ့မွေးနေ့အတွက်ကိုဆုတောင်းပေးထားပဲဖြစ်ပါတယ်။မတ်ဝဝေလင်းရဲ့25နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ပင်တရမာနေရဲ့မအေးခိုင်ကနေပြီးတော့ပအဝင်ဆုတောင်းပေးထားပဲဖြစ်ပါတယ်ရှင်။ ရိတ်သညာရှင်ဒီနေ့မတရားနေ့စီစဉ်ရဲ့မွေးနေ့ဆုတောင်းစီစဉ်လေးမှာထမှန်ပြောဆုတောင်းပြအောင်မယ်မွေးနေ့ရှင်ကတော့မတ်သူစာလွင်ပဲဖြစ်ပါတယ်မတ်သူစာလွင်ရဲ့မွေးနေ့အတွက်ကိုတော့မတ်ခင်မြဝင်းမအေးမျိုးတန်မနွမ်းနှုံစီကိုတွင်တင်ဆန်မနန်းဤဖြူမမာယာမနန်းစင်ထွေမဆမ်းမြတ်သူမနန်းဟိမန်တို့ကဒီပြောပောင်ရီဆုတောင်းပေးလာပဲဖြစ်ပါတယ်ရှင် တစံဖန်ပြိသက်များရှင်ဒီတစ်ခါမှာဆက်လက်ပြီးတော့စူတောင်းပေးအောင်မယ့်မွေနေရှင်ကတော့ပကံမနေတဲ့မတ်ဆွေစင်မြင့်ဝင်ရဲ့မွေနေအတွက်ပဲဖြစ်ပါတယ်။မတ်ဆွေစင်မြင့်ဝင်ရဲ့23နှစ်ပြည့်မွေနေအတွက်ကိုတော့ပကံမနေတဲ့ကိုကိုနေလွင်ဦးကနေပြီးတော့ပအဝင်စူတောင်းပေးလာမယ့်ဖြစ်ပါတယ်ရှင်။မွေနေစူတောင်းလေးနဲ့အတူစကားလက်ဆောင်လေးကိုလည်းပါထားပါသေးတယ်။စကားလက်ဆောင်လေးကတော့အမြဲထောင်ရကိုကိုကိုချစ်နိုင်ပါစေဆိုပြီးတော့စကားလက်ဆောင်လေးပါထားရပဲဖြစ်ပါတယ်ရှင်။ ုတ်ကဲ့ပါရှင်ဆက်လက်ပြီးတော့ဆူတောင်းပြရမယ်မွေးနေ့ရှင်ကတော့စလုံးမျိုးနယ်တဲဖြူကြီးရွာမှာနေတဲ့မက်ဆာကြီးဦးရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်။မက်ဆာကြီးဦးရဲ့စကုန်နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ဟင်္ဒရာမှာနေတဲ့တငယ်ချင်းတွေဖြစ်တဲ့စောအင်မူရွာ၊စောစော်ဖုံမြင်၊စောမင်းခန့်ချူ၊စောချမ်းမြေစော်၊နော်ရဝေဖူ၊နော်ကျဲစင်ဝင်းမတ်မျိုးကလျာစုနော်စော်မြင့်မှုမတ်စင်မခိုင်တို့ကနေပြီးတော့ပအဝင်ဆူတောင်းပေးလာပဲဖြစ်ပါရှင်။ ိသမားရှိဒီနေ့ရဲ့မတရားနေ့စီစဉ်ရဲ့မွေးနေ့ဆုတောင်းစီစဉ်လေးမှာထပ်မံပြီးတော့ဆုတောင်းပြရောင်းမယ်မွေးနေ့ရှင်လေးကတော့မြင်းချမနေတဲ့တမီလေးခင်ပြေဆောင်အတွက်ပဲဖြစ်ပါတယ်။တမီလေးခင်ပြေဆောင်ရဲ့အသက်နှစ်နှစ်ပြည့်မွေးနေ့အတွက်ကိုတော့မြင်းချမနေတဲ့ဖေဖေကိုနိုင်မင်းစောနဲ့မေမေမတ်ခင်ဆွေတင်တို့ကနေပြီးတော့ပအဝင်ဆုတောင်းပေးလာပဲဖြစ်ပါရဲ့ရှင်။ ပရိသတ်များရှင်ဒီနေ့အမှတ်တရနေ့အစီအစဉ်ရဲ့မွေးနေ့ဆူတောင်းအစီအစဉ်လေးမှာထပ်မံပြီးအောင်ဆူတောင်းပေးအောင်မယ့်မွေးနေ့ရှင်ကတော့ခင်ဆန္နာပဲဖြစ်ပါတယ်။မခင်ဆန္နာရဲ့အသက်28နှစ်ပြည့်မွေးနေ့အတွက်ကိုတော့မန္တလေးတိုင်းဒေသကြီးကျောင်းဆယ်မြို့ကအထွန်းကနေပြီးတော့ပါဝင်ဆူတောင်းပေးလာပဲဖြစ်ပါတယ်ရှင်။မွေးနေ့ဆူတောင်းလေးနဲ့အတူစကားလက်ဆောင်လေးလည်းပါထားပါသေးတယ်။စကားလက်ဆောင်လေးကတော့အနေဝေးနေပြီမဲ့အချစ်တွေကသစ္စာရှိနေမှာဖြစ်လို့အစစအရာရာဂယူဆိုင်ပါလို့မှာကျင်ပါတယ်။မောင်နှမရဲ့အချစ်တွေကိုလေလိုင်းလေးကနေတဆင်ပေါ်ပြတာတော့ မောင်ရဲ့ချစ်ချင်းမြတ်တာတွေကိုကျေပြန့်စေချင်တာပါဒီလိုမွေးနေ့လေးမှာအနာမရှိခြင်းပေမဲ့တတိယစိတ်လေးနဲ့တောင်းတမိပါရဗျာမွေးနေ့လေးမှာအမြဲထာရနှစ်ပေါင်းများစွာပျော်ရွှင်ပါစေ Happy Birthday ပါနော်မောင်ချစ်ရတဲ့အမျိုးသမီးလေးရေဆိုပြီးတော့စကားလက်ဆောင်လေးပါထားပေးရမယ်ဖြစ်ပါတယ်ရှင်တစီအဖန်ရဲ့ပြည်သက်တွေအားလုံးကိုမတရားနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်ကားနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်။ ိသတ်များရှင်ဒီနေ့အမှတ်တရနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်လေးမှာပါဝင်လာတဲ့သူကတော့ပြုံးလင်မာနေတဲ့မန်နေရတနာဆရာတပည့်တော်ရချမ်းမြီတို့ပဲဖြစ်ပါတယ်။သူတို့ကတော့ဒီနေ့မှာမင်္ဂလာသက်တမ်း24နဲ့ပြည်မြောင်းလာတဲ့ဆရာဦးအောင်မိုးနဲ့ဆရာမဒေါခင်မိုးဆွေတို့အတွက်ပါဝင်ဆုတောင်းပေးလာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ပါဝင်တောင်းဆိုမှုနဲ့အတူစကားလက်ဆောင်လေးလည်းပါထားပါသေးတယ်။စကားလက်ဆောင်လေးကတော့ကျေးဇူးရှင်ဆရာနဲ့ဆရာမအမြဲတတိယနေပါတယ်ဆိုပြီးစကားလက်ဆောင်လေးပါထားပါပဲဖြစ်ပါတယ်ရှင်။ ရိတ်တကြီးကမရီယာနဲ့စီစဉ်ကနေပြီးတော့မွေးနေ့ရှင်နေတဲ့အတူတူချစ်သူဆုံးတွေမင်္ဂလာစနေမောင်နှံတွေအားလုံးအတွက်ကိုစုမုံစကားလေးတွေတောင်းပေးခြင်းနေဆိုရင်တော့တစရန်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3933639639ကိုနေ့စဉ်နေ့လယ်7:00နာရီကနေ7:00နာရီအထိမှမိမိတောင်းဆိုပေးခြင်းနဲ့နေ့ရက်မတိုင်ခင်တောင်းရချိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်။တစရန်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3933639639နဲ့အတူတူ တစံဖန်နာဒေမတ် YouTube channel မှာလည်းကွန်မန့်လေးနဲ့အတူပေါင်းဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးရင်ပြည်သက်တွေအားလုံးကိုဒီနေ့အမတ်တရားနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရှင်။